ကိုယ့်ကိုလည်းအရန် confidence ပိုရှိသွားတယ်အဲဒီ national costume ကြောင့်ပေါ့နော်အရန်ယုံကြည်မှုရှိသွားတယ်ငါတော့ဒီ round မှာတော့အလုံးဝဆူရအောင်ယူမယ်ငါဆူရအောင်လုပ်မယ်ပေါ့ဆိုတော့တချို့ဆိုလို့ရှိရင်လည်းပြောပါတယ်မဟုတ်မှအထူးသဖြင့်ဒီ national costume နဲ့မှာပေါ့နော်ဒါသရဲ့အခုဒီဒုတိယပဲလားအဲ့ဒါလေးရတော့တကယ်ရရမလို့လို့ငိုမလို့လို့ อ่าပြိုင်ပွဲစပြိုင်နေရလေအာကျွန်တော်ဘက်ကတော့ကျွန်တော်အကောင်းဆုံးကြိုးစားမယ်ပြင်ဆင်မယ်ဆိုပြီးတော့ကျွန်တော်တိကျပြင်ဆင်သွားတယ်ဒါပေမဲ့အာပြိုင်ပွဲဆိုတာကကျွန်တော်တို့ကအရှုံးနဲ့အနိုင်ငမျိုးပဲရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီ result ကိုကျွန်တော်ကြည်ကြည်နက်နက်ကြည့်လက်ခံရမယ်လေဆိုတော့အာပြိုင်ပွဲပြိုင်နေကျွန်တော်ဘက်ကကျွန်တော်အကောင်းဆုံးလုပ်နိုင်တဲ့ဟာတွေအကုန်လုံးပြုလို့မရအောင်ကျွန်တော်အကုန်လုံးအကောင်းဆုံးလုပ်ပြခဲ့တယ်ဒါပေမဲ့ ဖိုင်နယ်မှာ result ကတော့ကျွန်တော် top 18တော့ဝင်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ကအများကြီးတစ်ထပ်ပို့ပြီးတော့လောက်ပြပေးခြင်းသေးတာ။အာကိုကိုကိုအားပေးနေတဲ့လူတွေအတွက်ပေါ့နော်။ဒီ break ဟိုကိုကိုအားပေးနေတဲ့ကြည့်ရှုပေးနေတဲ့ဒီတငယ်ချင်းတွေမိတ်ဆွေအပေါင်းအသင်းတွေ fans တွေအတွက်ကိုကအများကြီးလောက်ပြပေးခြင်းတာ။ဒါပေမဲ့လည်း top 18ပဲဝင်ခဲ့တယ်ဆိုတော့လေဒါကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီ result ကကျွန်တော်တို့လက်ခံရမယ့် result ပဲလေနော်။ဝင်မပြိုင်ခင်ကျွန်တော်ဒီလွန်ခဲ့တဲ့၈လ6လ8လလောက်တည်းရပါတော့ဂျူပြီးတော့ဒီ pageantry နဲ့ပတ်သက်ပြီးတော့လေ အာကျွန်တော်ဟိုပါဗောအာ KF မှာ KF ဆိုလို့ရှိရင် Philippines training camp တစ်ခုမှာကျွန်တော် training ဝင်ထားတာရှိရဲဆရာနဲ့ပြီးတော့ဒီဟိုမှာအာဘန်ကောက်ကဒီ shop shop ဆိုတဲ့ training မှာလည်းကျွန်တော်ဒီ pageant ဒီဟိုပါဒီ passerella နဲ့ပတ်သက်ပြီးတော့ training ဝင်ထားတာရှိရဲအဲ့မှာကြာတော့ပြီးတော့နောက်တစ်ခုကကြာတော့ဒီကျွန်တော်အာပြိုင်ပွဲသွားမယ်လို့ကျွန်တော်အပိုင်လုတ်ပြီးတဲ့အချိန်မှာပေါ့နော်ဟိုဆရာကျော်စီက ဒီကျွန်တော်တို့ဒီထိုင်ဝမ်မှာနေတဲ့ဆရာကျော်စီကပေါ့နော်ဆရာကျော်စီကလည်း public speaking နဲ့ပတ်သက်ပြီးတော့ဒေသလေး train ဖြစ်တယ်ပွဲရဲ့ schedule တွေထွက်လာတဲ့အချိန်မှာပွဲမှာပါတဲ့ challenge အတိုင်းကိုတစ်ခုချင်းစီကိုကျွန်တော်အသေးစိတ်ပြင်ဆင်တာဥပမာ national costume national costume ဆိုလို့ရှိရင်တော့အာသူများနဲ့မတူတဲ့ဟာလေးတွေကျွန်တော်ခွဲထွက်ချင်တာအဲ့အတွက်ကြောင့်ဟိုမှာ costume မှာဆိုလို့ရှိရင်ကျွန်တော် kutige တို့နဲ့စပြီးတော့စုံတဲ့အချိန်မှာလေ kutige လို့ကျွန်တော်ကတော့ costume ကိုတေချာကောင်းကောင်းလေးဖြစ်ချင်တယ် kutige kutige တို့ကိုကျွန်တော်ယုံကြည်တယ် ဒါပေမဲ့တခုတော့ရှိတယ်ကော်စတူမ်လုပ်တဲ့အချိန်မှာကျွန်တော်လုံးဝမပြနဲ့ကျွန်တော်လုံးဝမပြနဲ့ကျွန်တော်တကယ် surprise ဖြစ်ချင်တယ်ဒီ national costume နဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်သူတို့လည်းတကယ်မပြဘူးဒါပေမဲ့လုံနေလုံနေနဲ့လေကျွန်တော်ကြည့်ချင်တာရော ကော့စတူမ်ဘယ်လိုလေးဖြစ်နေမလဲပေါ့နော်သူကြည့်နေတာဒါပေမဲ့ပြဦးတယ်12ရက်နေကြမှာဟိုဖိုတိုရှုမလုပ်ခင်ဒီ73ရက်နေကဖိုတိုရှုလုပ်တာဟုတ်ဆိုတော့12ရက်နေကြမှာကျွန်တော်ဟိုအတိုင်းတိုင်းပဲဖစ်တင်လုပ်မယ်ဆိုခေါ်တဲ့အချိန်မှာမအဝိဇ္ဇမမြင်မြင်မိုးရသေးဘူးအယုံမှဝှထားတဲ့အချိန်မှာလုံးဝလူက surprise ဖြစ်သွားမိုက်လိုက်တာပေါ့နော်ဆိုတော့အဲ့လိုလေးဖြစ်သွားအနေနဲ့ဒီ73ရက်နေမှာလည်းအာဖိုတိုရှုလုပ်တယ်ဆိုတော့တကယ်ဝစ်ပြီးတော့ရှိုင်းလိုက်ရတဲ့အချိန်မှာလည်းခန်းစားချက်ကလုံးဝမတူဘူးကိုယ့်ကိုယ်ကိုလည်း အရန် confidence ပိုရှိသွားတယ်အဒီ national costume ကြောင့်ပေါ့နော်အအရန်ယုံကြည်မှုရှိသွားတယ်ငါတော့ဒီ round မှာတော့ငါလုံးဝဆူရအောင်ယူမယ်ငါဆူရအောင် လုပ်မယ်ပေါ့ဆိုတော့အဲ့လိုလေတခုဖြစ်သွားတဲ့အချိန်မှာတကယ်တကယ်လဲဒီပွဲဒီ national costume ပြိုင်နေရမှာဆိုလို့ရှိရင်အရန် pressure ဖြစ်သွားတာငါလုံးနိုင်ပါဗလားဆိုတော့ costume ကတော့ရမ်းမိုက်နေပြီဒါပေမဲ့ကိုယ့်ရဲ့ performance ကမကောင်းလို့ရှိရင်ကျွန်တော် ျွန်တော်ကြောင့်ဒီ costume ကပော့သွားတယ်ပြက်သွားတယ်ဆိုတာမျိုးဖြစ်သွားမှာလေဆိုတဲ့ခါကျတော့အဲ့ဒီ costume ပေါ်မှာကျွန်တော်အရန်စိတ်တအရန်နစ်ပြီးတော့လောက်ခဲ့ရတာပေါ့ဆိုတော့ဘလို့ဖြစ်ဖြစ်ဟိုအောင်မြင်သွားပြီလို့ပြောရမှာပေါ့နော် costume လေးကျွန်တော်တေချာလေးလောက်ပြပေးနိုင်ခဲ့တယ်ပေါ့ဟုတ်ကျွန်တော်ကဒီပြိုင်ပွဲတော့ပြိုင်တာ national director တယောက်အနေနဲ့မဟုတ်ဘူး contestant တယောက်အနေနဲ့တော့ပြိုင်တာ ဒါပေမဲ့ဒီ contestant တယောက်အနေနဲ့လေကျွန်တော်တို့က responsibility ရှိရပေါ့နော်ဆိုတော့ဒီတာဝန်ဒီငါဒီအကောင်ဆုံးလုပ်ပြပေးရမယ်ဆိုတဲ့တာဝန်ဒီကျွန်တော်မှဒီရင်ဘတ်ထဲမှာအပြည့်ထည့်ထားပေးတာအဲ့အတွက်ကြောင့်ပဲကျွန်တော်ဒီ costume နဲ့ပတ်သက်ပြီးတော့လေကျွန်တော်အသေးစိတ်ပြင်ဆင်နေပြီးတော့ဥပမာဆိုပါဆိုကျွန်တော်တို့ဒီ fashion round ဆိုလို့ရှိရင်ဒီ fashion of the world ဆိုပြီးတော့မှဒီ round challenge အကြီးတစ်ခုပါတယ်ပေါ့နော်ပြီးတော့ red dot zero ဆိုလို့ရှိရင်လေအသေးစိတ်ကိုပြင်ဆင်သွားတာဥပမာဟို designer ကို shatra တို့ anc ဆိုလို့ရှိရင် cotike တို့ကိုတန်းထိုက်တို့တေချာလေးတို့နဲ့တေချာအသေးစိတ်ကိုဆွေးနွေးပြီးတော့မှလုပ်သွားတာ ာပေါ့နော်ဆိုတော့ဒီဟာတွေကပြိုင်ဝဲစပြိုင်မယ်ဆိုတော့ဒီ represent တရားအနေနဲ့ကျွန်တော်တို့ကဒါတာဝန်အားရှိပြီးသားတာဝန်ဝတ္တရားဆိုတာကျွန်တော်တို့မှာရှိပြီးသားအဲ့တော့ဟိုတာဝန်ကြီးလားမကြီးဘူးလားဆိုတာကဒါကတော့တမက်ချင်တယ်လို့တမက်လို့ရပါတယ်ကျွန်တော်ကတော့တာဝန်အပြည့်အဝရှိရလို့ပဲကျွန်တော်ယုံကြည်ထားတော့ပွဲပြိုင်နေဆိုမှတော့ဟိုကိုကိုသဘောကျတဲ့လူလေးရှိတယ်လို့သဘောမကျတဲ့လူလေးရှိမယ်ဒါပေမဲ့ဘယ်လိုပဲပြောပြောပြဘယ်လိုပဲပြောပြောပေါ့နော်ဒီလူတွေအကြောင်းပဲကျွန်တော်အနေနဲ့ တဖန်ပြန်စူးစမ်းမယ်ဆိုတော့ဒီအသိစိတ်တွေဝင်လာတယ်ပို့ပြီးတော့ငါပို့ပြီးတော့စူးစမ်းပြရမယ်လုပ်ပြရမယ်ဆိုတော့စိတ်တွေဝင်လာဒါကလည်းကျွန်တော်ကိုပေးတဲ့သူတို့ရဲ့တက်ရှင်ကြောင်းပေါ့ကျွန်တော်ကိုသူတို့ရဲ့အာအားပေးစကားလို့ပြောရမှာပေါ့နော်သူတို့ဝေဖန်ပေးလိုက်တဲ့သုံးသက်ပေးလိုက်တဲ့အရာကကျွန်တော်ကိုပို့ပြီးတော့မှ motivate ပို့ဖြစ်စေသွားတယ်ပေါ့နော်ဟုတ် ဒါ reserve ပုံမှာလက်ခံကြရတဲ့အတိုင်းဆက်တော့ချစ်တယ်ချစ်ကြတယ်ဘယ်လိုအားမလို့အားမရဖြစ်နေလဲဒါဒီတစ်ခေါက်တော့ပြန်လဲဘလို့ဒီလိုလဲဆိုတော့ပို့ပြီးတော့သူတို့ပျော်လင့်တဲ့ခါမျိုးနဲ့ဒီလိုတော့တော့ပြောတာမျိုးလေးဘလို့မျိုးလေးရရှိတယ်အာရှိပါတယ်တဆူတဆူလို့ရှိရင်ကျေဆွေလို့ရှိရင်လည်းပြောပါရစေ။ဥမာအထူးသဖြင့်ဒီ National Costume နဲ့မှာပေါ့နော်။ဒါသရဲ့အခုဒီဒုတိယပဲလား။ အဲ့ဒါလေးရတော့တကယ်ရည်ရမလို့လို့ငိုမလို့အဲ့လိုပါဟိုကျွန်တော်တို့ဒီဒါသဂိရိယကြတော့ပုံမြင်သေးမှဆိုလို့ရှိရင်လည်းရှာမရဲ့ဒုတိယလူပေါ့နော်မေတီရာရဲ့ချစ်ချင်းမခင်ရတဲ့လူတရားပေါ့ဆိုတော့အခုတခါလဲစူးရတော့လေဒုတိယစုဆိုတော့တတိုက်ဆန်ဖြစ်သွားတာပေါ့နော်ဆိုတော့ဒါသရဲ့အခုချိန်ဒီအခုချိန်ဒီဟိုလာပေါ့နော် ဟိုဒုတိယပဲလာပေါ့နော်ဆိုတော့တချို့ဆိုကျွန်တော်ကိုစပြီးတော့ comment လာမှန်းကြတယ်။ဟိုအဲ့ညနေဖုန်းတာဟိုရာဇဝင်မာရီယာပေါ့နော်ညနေဖုန်းတာဖြုတ်ပြမြေဆိုလို့ရှိရင်ပေါ့ဒါသားကိုရေးပါတယ်ပေါ့ကျမကမေတီတာပါရှင်းပြဆိုပြီးတော့လာပြောကြတယ်ကျွန်တော်တော့ပြောစပြီးတော့ပြောလိုက်ပါတယ်ဟိုအဲ့လိုမေတီတာဆိုလို့ရှိရင်လည်းကျွန်တော်မကြိုက်တော့ဘူးစိတ်နာလို့ move online ပြီအာကျွန်တော်ကအခုကဒီလာမဲ့ဒီ9လပိုင်းမှာ miss out မြန်မာဒီ2025ပြိုင်ပွဲကိုကျွန်တော်တို့စပြီးတော့ကျင်းပတော့မှာပေါ့နော်ဆိုတော့ကျွန်တော်ကို National Radar အနေနဲ့မြင်ရမှာပါလို့အာကျွန်တော်တို့ဒီမေဆာမြန်မာကိုလည်းအခုလိုမျိုးပေါ့နော်ဒီဟိုကျွန်တော်တို့ဒီ City Alive ပြည်နေကိုစားပြုဟိုအလှမေတွေနဲ့အသေးစားလေးပွဲကိုကောင်းကောင်းငယ်ငယ်လေးလုပ်ဖို့တဲ့ကျွန်တော်တို့အများကြီးစူးစမ်းပြင်ဆင်နေပါတယ်လို့ကျွန်တော်အားလုံးကိုပြောချင်ပါတယ်ဟုတ်